ဌာနရဲ့အကျိုးကနောင်ဘဝချမှာချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအပြုတ်ပြီးတော့စီးပွားဥစ္စာပိုတိုးလာတယ်ဆိုတာတော်တော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်တယ်မလှူလို့မရှိမရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ် မစ္စေရာသပမာဒါသဧဝန္ဒနာနာတိယတိနမျောလို့မလှူရာယေကံကိုအာယုန်နေနဲ့ပဲအချိန်ဖြုံးနေလို့မလှူရာယေအဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကိုယ်မှာကြောက်တဲ့ပုဂ္ဂိုလ်သည်ဆင်းရဲချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ပေါ့ဆန္ဒဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူး ်မြတ်စွာဘုရားကဟောတယ်ဌာနသံဗုဒ္ဓံဤဘောခတိလူတိုင်းလူတိုင်းယခုဘဝရထားတဲ့ရှိစဉ်ဥစ္စာတွေကိုဌာနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့အဲ့တော့သဘောတူမတူလို့ရှိရင်စောရကတက်နိုင်အာကိုယ့်ဘကိုယ်ကြိုးစားရှာလို့ရနော်ကိုရှာလို့ကိုရတယ်လို့ပြောပြောလို့မရဘူးလားကိုယ့်ဘကိုယ် တနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့ရှာကြည့်ကြမယ်ရှာတဲ့လူတိုင်းရရလားနော်ဖားကမှာသွားပြီးတော့ရှာနေတဲ့လူတွေအများကြီးပဲဒါနရှိတဲ့လူကြတော့သူတွေ့တဲ့ကြောက်ကတမ္ပူကြီးတဲ့ကြောက်ဖြစ်နော် ့ကံပေးမှရတယ်ဆိုတာအမတမထင်ရှားတာရှားတိုင်းလည်းမရဘူးလုံတိုင်းလည်းမရဘူးသိကြပါလိမ့်မယ်အလုတ်တစ်ခုတူတူလုံတော်လည်းပဲတယောက်ကခြိပွားတယ်တယောက်ကမခြိပွားမခြိပွားရင်လူတွေကအပြစ်မြင်ရလိမ့်မယ်သူကတော့ဘာဖြစ်လို့ခြိပွားတယ်သူကဘာဖြစ်လို့မခြိပွားတာလို့ပြောလိုက်တယ်သို့တော့ကံကြမ္မာခြင်းဟာကွာခြားကြတယ်အဲ့ဒီနေရာမှာကံလို့ပြောလို့ရတယ် စိုက်ပြောကြတယ်တရက်ချံနှစ်ချံတဲတယ်ပေါ့ခြံင်းရှင်ပြီးတော့တဲကြကုသကံရှိတဲ့လူရဲ့ခြံကုသကံမရှိတဲ့လူရဲ့ခြံခြံနှစ်ချံရာဒီဂုရုလည်းတူတယ်မြေလည်းတမြေလည်းပဲတူကြတယ်ဒါပေမဲ့တချံကတရက်တွေပိုးကြပြီတချံကအတိကြအရှိဟုတ်လားအုံးမင်းပြန်ပြီးတော့စိုက်တယ်သူ့ခြံကအုံးမင်းနေတီးတာဒီဘက်ခြံကမတီးဘူး ဖားချောင်းလဲအပြုစုမတတ်လို့လားဒီလိုကြီးလည်းမဟုတ်ဘူး။ဘာကြောင့်လဲလို့